မင်္ဂလာပါရှင်အိမ်ပြန်လန်း channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေယခုဒီဗီဒီယိုမှာမျှဝေပေးသွားမယ့်အကြောင်းအရာကလူလူຫນွေဦးမီဒီယာမှာ959ရေးသားထားတဲ့အမုံတရားရဲ့ဝင်တော့ဝင်ဖို့ဆိုရဲအတွေးမြင်ဆောင်းပါဖြစ်ပါတယ်ဒီဆောင်းပါကိုကျမတို့အိမ်ပြန်လန်း channel ကနေပြန်လည်မျှဝေကွင်းပြုဖို့ဆောင်းပါရှင်နဲ့လူလူຫນွေဦးမီဒီယာတို့ကိုဒီကနေပဲလေးစားစွာနဲ့ခွင့်တောင်းလိုက်ပါတယ်နားဆင်လေ့လာကြည့်ပေးကြပါအောင်ရှင်အမုံတရားရဲ့ဝင်တော့ဝင်ဖို့ လူဖွဲ့စည်းတဲ့မှာအာနာကိုလလွယ်ရဖို့နဲ့ရတဲ့အာနာကိုကြကြဆောက်ကင်ထားဖို့အတွက်အကောင်းဆုံးနီလန်တစ်ခုကလူအများစုကြောက်တဲ့မုန်းတဲ့အုပ်စုတစုကိုဖန်တီးသူတို့ကိုနှိုက်ကွပြပြီးလက်ခုပ်တံကိုခြူဖို့ပါပဲနိုင်ငံတကာမှာလွတ်လပ်ခွင့်နဲ့ဒီမိုကရေစီကိုစောင့်ကြည့်တဲ့အဖွဲ့ကြီးဖြစ်တဲ့ Freedom House ကတော့အာနာရှင်ကိုရှာခြင်းရဲ့ပြဿနာအရှာခံရတဲ့အပြစ်မဲ့အုပ်စုလို့ခေါ်တဲ့ Scapegoat နောက်ကိုလိုက်ကြည့်ပါလို့ဆိုပါတယ် ဒီလိုနည်းနဲ့အာနာရှင်တွေဟာယာဒူးနေရာကိုခင်းဆက်ဆက်စုတ်ကင်မိကြပေမဲ့အပြစ်ရှာခံရတဲ့အုပ်စုတွေနဲ့နိုင်ငံမှာတော့ကြီးကျယ်တဲ့နစ်နာမှုတွေဖြစ်ခဲ့ကြရပါတယ်။ဂျာမနီမှာဟစ်တလာကဂျူးတွေနဲ့ကွန်မြူနစ်တွေကိုလက်ညှိုးထိုးပြပါတယ်။ဒုတိယကမ္ဘာစစ်နဲ့နိုင်ငံခြားသောမုန်းတရေးဝါဒရဲ့အတန်းကိုဂျာမနီဟာခုထိခံစားနေရတော့မှာဆိုဗီယက်ကွန်မြူနစ်တွေကနေရာပိုင်ရှင်တွေကိုအပြစ်တင်ပါတယ်။ ရလက်ကနိုင်ငံစီးပွားရေးတစ်ခုလုံးပြုတ်လဲပြီးဘိုးဦးစီးစနစ်အောက်မှာပြည်သူတွေငတ်ပြတ်ခဲ့ကြရပါတယ်။တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌကြီးမော်စီတုံးကပညာတတ်တွေကဖောက်ပြန်ရေးသမားတွေလို့ဆိုပြီးရင်ကျေးမှုတော်လှန်ရေးကို10နှစ်လောက်ဆင်နွှဲလိုက်တာတနိုင်ငံလုံးအလောက်ကောင်းကောင်းမလုပ်နိုင်ပဲပါခွေရိုင်းဖြစ်ခဲ့ပါတယ်။ကမ္ဘောဒီးယားကတရုတ်တန်ရောင်လိုက်ပြီးလူတက်လိုက်တာပညာတတ်တွေနဲ့တာမန်ပြည်သူတွေနှစ်တန်းနည်းနည်းလောက်တည်ဆုံကြရပါတယ်။ မ္ဘောဒီးယားမှာအဲ့ဒီအချိန်နိုင်ငံလူဦးရေရဲ့25ရာခိုင်နှုန်းဖြစ်ပါတယ်။မြန်မာကလည်း1962မှာဗိုလ်ချုပ်ကြီးနေဝင်တက်လာပြီးစီးပွားရေးကိုနိုင်ငံတော်ပိုင်ပြုလုပ်ရုံမကနိုင်ငံသားသားမုန်တီးဝါဒကိုရှေ့တန်းတင်ပြီးအုပ်ချုပ်လိုက်တာမြန်မာတရုတ်များနဲ့မြန်မာအိန္ဒိယအနယ်ဝင်များတိုင်းနဲ့ချီနိုင်ငံကိုဆွန့်ခွာသွားလို့နိုင်ငံစီးပွားရေးနယ်လမ်းမထူတော့တာဆယ်စုနှစ်များစွာခြေခဲ့ပါတယ်။အခုတော့ ဒေါ်နယ်ထရန့်အစိုးရဟာမယိုးနိုင်တဲ့နိုင်ငံသားမုံဒီယေဝါဒကိုအတုံးချပြီးအာဏာကိုတိစောက်နေတာဟာနိုင်ငံရဲ့အရေးမြစ်တွေကိုဖြုံးတီးပစ်နေတာပါပဲ။ဟာဗတ်လိုထိတ်တန်းတက္ကသိုလ်တွေကိုတရုတ်ကွန်မြူနတီပါတီအတွက်အလုပ်လုပ်ပေးနေတယ်လို့ဆွဆွဲပြီးတရုတ်အပါအဝင်နိုင်ငံသားအကြောင်းသားတွေကိုပြန်ပို့ဖို့ကြိုးစားနေပါတယ်။ဒီလောက်ရရဲ့တန်ချက်ကိုအမေရိကန်ပဲခံစားရမှာပါ။ ကိုနိုင်ငံတော်အင်မတန်တန်ဖိုးရှိတဲ့လူတယောက်ကိုတိုင်းပြည်ကနှင်ထုတ်လိုက်လို့တိုင်းပြည်ဘလောက်ထိခိုက်သွားတယ်ဆိုတာကိုဆွေးနွေးပါမယ်။တရုတ်နိုင်ငံက အင်ဂျင်နီယာကျောင်းသားတဦးဖြစ်တဲ့ကျန်ရှယ်စင်းဟာ1935ခုနှစ်မှာ Massachusetts Institute of Technology MIT မှာ scholarship နဲ့ကျောင်းလာတတ်ပါတယ်။လေကျောင်းဆိုင်ရာအင်ဂျင်နီယာပညာနဲ့ Master ဘွဲ့ကိုရပြီးဒုံးပြန်ပညာရှင်တဦးဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာလေကျောင်းပညာနဲ့ PhD ဒေါက်တာဘွဲ့ကိုရပါတယ်။ ကျန်ရှက်ဆင်းကအမေရိကန်ပြည်ထောင်စုရဲ့ပထမဆုံးပဲ့ထိန်ဒုံးကြီးကိုထုတ်လုပ်နိုင်ဖို့ဖန်တီးပေးခဲ့ပါတယ်။အမေရိကန်လေတပ်မှဗိုလ်မှူးကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးထိပ်တန်းရှုဝက် project ဖြစ်တဲ့မဟန်တန် project မှာရုပ်ခဗေဒပညာရှင်ဂျီရောဘတ်အိုပင်ဟိုင်းမားနဲ့အတူပါဝင်ခဲ့ပါတယ်။ဂျာမန်တွေထက်စောပြီးအနှစ်မြူပုံးကိုထုတ်လုပ်ဖို့ကြိုးစားခဲ့ကြတာပါ။သူ့အိမ်မက်ကအမေရိကန်နိုင်ငံရဲ့ပထမဆုံးအာကာသယာဉ်မှူးဖြစ်ချင်ခဲ့တာပါ။ နောက်တစ်ချိန်မှာအာကာသလုံးပြန်ရင် Space Shuttle ဖြစ်လာမယ့်ပုံစံကိုဒီဇိုင်းဆွဲခဲ့ပါတယ်။1949မှာတစ်ချိန်မှာ NASA အဖွဲ့လိုဖြစ်လာမယ့်အစုအဖွဲ့ကို သူဦးဆောင်ခဲ့ပါတယ်။ယတနာကဒုတိယကမ္ဘာစစ်အပြီးမှာဩဇာအာဏာကိုမှတ်မောတဲ့ American အထက်လွှတ်တော်အမတ် Joseph McCarthy စတင်ခဲ့တာပါ။အမေရိကန်ဦးဆောင်တဲ့နိုင်ငံများနဲ့ဆိုဗီယက်ပြည်ထောင်စုဦးဆောင်တဲ့ကွန်မြူနစ်နိုင်ငံတွေရဲ့စစ်အေးတိုက်ပွဲအရှိန်မြင့်လာတာကိုလက်ညှိုးထိုးပြပြီးသူ့ဩဇာကိုချက်ထွင်ခဲ့တာပါ။ ွန်မြင်တဲ့တစိမ်နဲ့အမေရိကန်လူ့ဖွဲ့စည်းကိုချင်းချောက်ပြီးသူ့ဩဇာကိုထူထောင်ခဲ့ပါတယ်။မကာတီဝါဒါလို့နောက်တစ်ချိန်မှာတွင်လာမဲ့ဒီလှုပ်ရှားမှုမှာနိုင်ငံရေးသမားအမှုပညာရှင်တရင်းစာဆရာသိပ္ပံပညာရှင်စာရေးဆရာနဲ့နိုင်ငံဝန်ထမ်းအများအပြားကိုကွန်မြူနီဘတ်တော်သားလို့စွပ်စွဲပြီးနှိတ်ကုတ်ခဲ့ပါတယ်။ဖန်ဆီးထောင်ရှားတာပြင်းထန်ပေးတာနေရင်အကျဲချုပ်ဖန်ဆီးတာယာတို့ကထုတ်ပယ်တာတွေအများကြီးဖြစ်ခဲ့ပါတယ်။ မကတိလှူရှားမှုရဲ့ဆွဆွဲမှုကိုခံခဲ့ကြရတဲ့သူတွေထဲမှာယူဘဗေဒပညာရှင်ဖြစ်တဲ့ Albert Einstein, Manhattan Project ကောင်းဆောင် Robert Oppenheimer, ရုပ်ရှင်ပညာရှင် Charlie Chaplin, Nobel ဆပေးဆုရှင်စာရေးဆရာ Thomas Mann, နောက်ပြီးစာရေးဆရာ Ada Miller နဲ့ဒုံးပြန်ပညာရှင် Jean-Charles Saint တို့အပါအဝင်ပညာရှင်ပေါင်းများစွာပါဝင်ခဲ့ပါတယ် အမေရိကန်နိုင်ငံရဲ့ဒုံးပျံသိပ္ပံပညာအတွက်တီထွင်မှုအများကြီးလုပ်ပေးခဲ့တဲ့ဒေါက်တာတန်ရှယ်စင်းဟာသူ့နေအိမ်မှာနေရင်သူ့ဇနီးနဲ့သူ့သားလေးရှိမှလက်ထိတ်နဲ့အဖမ်းခံခဲ့ရပါတယ်။ရောဘတ်အိုပင်ဟိုင်းမားအပါအဝင် သူ့ရဲ့လုံဖို့ကင်ပတ်ပညာရှင်တွေကဘလောက်ပဲသူ့ဘက်ကရှောက်လဲကြပေမဲ့နေအိမ်အခြေချုပ်နဲ့9နှစ်ကြာနေပြီးတဲ့နောက်မှာတရုတ်နိုင်ငံကို1955ခုနှစ်မှာပြန်ပို့ခံခဲ့ရပါတယ်။ ကိုရီးယားစစ်ပွဲအတွင်းမှာအဖမ်းဆီးခံခဲ့ကြရတဲ့အမေရိကန်တပ်သားတွေနဲ့အလဲအလှယ်လုပ်တဲ့အစီအစဉ်အရသူ့ကိုတရုတ်ကိုပြန်ပို့ခဲ့တာပါဒေါက်တာကျန်ကိုကောင်းကောင်းသိတဲ့အမေရိကန်ရေတပ်ဝင်ကြီးတန်ကင်ဘောကဒီအမေရိကန်နိုင်ငံမှာလုတ်ခဲ့သမျှတွေမှာအမိုင်မဲဆုံးဆုံးဖြတ်ချက်ပဲလို့မှတ်ချက်ချပါတယ်တရုတ်နဲ့အမေရိကန်အကျဉ်းသားတွေအပြန်အလှန်လဲလှယ်တဲ့အစီအစဉ်နဲ့ပတ်သက်ပြီးအဲ့ဒီအချိန်ကတရုတ်ဝင်ကြီးချုပ်ချွင်လိုင်းကတန်ရှယ်ဆင်းကိုရလိုက်တာနဲ့တန်သွားပြီလို့ဆိုပါတယ် တရုတ်ဆိုရဟာချက်ချင်းပဲဒုံးပြန်တဲ့အာဂါတ project တွေကိုသူ့လက်ထဲကိုအပ်လိုက်ပါတော့တယ်။နောက်တစ်ချိန်မှာသူ့ကိုတရုတ်နိုင်ငံဒုံးပြန်ပညာရဲ့ဖခင် Father of Chinese Rocketry လို့ခေါ်ကြပါတယ်။တရုတ်နိုင်ငံရဲ့နျူကလ িয়ার စီမံကိန်းကိုလည်းဦးစီးခဲ့ရပါတယ်။အမေရိကန်ရဲ့မိုင်မဲမှုဟာတရုတ်ရဲ့အားတာချက်ဖြစ်သွားခဲ့ပါတယ်။ကြံရှယ်ဆင်းမရှိတော့တာကြောင့်အမေရိကန်ဟာအာဂါတပညာမှာဆိုဗီယက်ထက်နောက်ကျခဲ့ရတယ်လို့သူ့လုံဖို့ကင်ဘတ်တွေကဆိုကြပါတယ်။ ဒေါက်တာချန်ဟာအဲ့ဒီအချိန်ကစပြီးအမေရိကန်ကိုဘယ်တော့မှခြေပြန်မချတော့ပါဘူး။အခုတော့အမေရိကန်မှာ27ရာစုဂျိုးဆန်မကာတီဟာဒေါ်နယ်ထရန့်ဆိုတဲ့အမည်နဲ့သမရလုပ်နေပါပြီ။တက္ကသိုလ်အသီးသီးကနိုင်ငံတကာကျောင်းသားတွေကိုအတင်းအကျပ်ပြန်ပို့ဖို့လုပ်နေပါတယ်။သူစောက်ကင်ထားတဲ့အာဏာအတွက်ပေးဆက်ရမယ့်ဒဏ်ချက်ကို တိုင်းပြည်ကခံစားကြရမှာဖြစ်ပါတယ်။တရုတ်အစိုးရနဲ့အာဏာရှင်စနစ်ကိုစန့်ကျင်လို့ရပါတယ်။ အမုံတရားနဲ့အမုံစကားတွေကိုကြားရင် အနားမှာမတမာသူတူးဦးရှိနေတယ်ဆိုတာကိုသတိရကြဖို့ဥပမာတစ်ခုဖြစ်ပါတယ်။